ုနောက်ပိုင်းပြဿနာတွေကဘာလဲဆိုတော့အမေးများလာတာပေါ့နော်ဒီ hari ပေါ့နော် HIV HIV syphilis ကလာတာအဲ့တော့ကျွန်တော်တို့ကပြောမှပဲရတော့မယ်ပေါ့နော်အဲ့တော့သူဒါကကြတော့သူက PEB ဆိုတာကြတော့သူကထိတွေ့ပြီးတဲ့နောက်ပိုင်းမှာတောက်တာပေါ့နော် Prevmo post exposure ပေါ့နော်တလားတောက်ပြီးအကောင်ကြီးစစ်တာစစ်လို့တော့ရတယ်ဒါပေမဲ့ P24 antigen စစ်ရင်ကိုသူက ရှိမရှိရသိတယ်နောက်ပိုင်းအဲ့လို P24 engine ကတော့နှစ်ပတ်လောက်နဲ့ဆိုရင်ဖြေရပြီသူရဲ့စာထဲမှာ17ရက်ကြော်ရင်ကိုရပြီဆင်းလို့ရပြီလို့ပြောတယ်အရန်ကောင်းတယ်လေကွာအဲတော့တန်းတည်တာပေါ့နော်ကျွန်တော်တို့ကဆိုရင်အဲ့လိုပဲအဆူတော့ဆိုကျွန်တော်တို့က6လအဲ့ခက်ကအကောင်ကြီးလက်ကမဆင့်နိုင်ဘူးဈေးလည်းကြီးရဲဆိုတော့6လလောက်ကျွန်တော်တို့က antibody စအောင်ပြီးတော့ psycho တွေရရပြီကျွန်တော်ကအဲ့တော့2006တကယ်တဖြုတ်ဖြုတ်တည်တဲ့ကာလမှာဆံဝင်လာဖြစ်တာ HIV ကြောင့်အဲ့တော့၄လုံးခက်ပေါ့ကွာ ဲ့လိုမျိုးချိန်ကြမှာကိုကဆံဝင်လာဖြစ်တော့ကျွန်တော်ရှေ့မှာလည်းမြဲပြပြတယ်ကျွန်တော်ကဆံဝင်ကိုမလုပ်တော့ထွက်ပြေးတာကြောက်ပြီးတော့ထွက်ပြေးတာအက်ကလည်းနှစ်ခါဆူဘူးတယ်ကျွန်တော်အဲ့ PEB ကိုတောက်တာကျွန်တော်လေးခါလာမနေတောက်ဘူးကြောက်တော့အဲ့လိုမျိုးကျွန်တော်ဘဝမှာအဲ့ဒါကြီးကပြဿနာ ျွန်တော်လည်းအဲ့အရာကြီးကိုဒီဒီ HIV ကိစ္စကြီးကိုကျွန်တော်တော်တော်လေးကို stress များဘူးလေပေါ့နော်ကျွန်တော်လည်းအဲ့အရာ psycho ရှိနေကျွန်တော်မှ psycho ရှိတယ်ကျွန်တော်ပြောပြီးပြီကျွန်တော်ဆရာဝန်စဖြစ်တယ်ပထမဆုံး house ခြင်းပထမဆုံးစဆင်းတဲ့အဲ့ခေတ်ကဘယ်တော့ဘလောက်ရတာတောင်းလားနှစ်တောင်းလားရတာမသိတော့ပါဘူးအဲ့တော့အဲ့ချိန်မှာ၁၄နှစ်ကောင်လေးကိုကျွန်တော်ဟာ HIV မြင်ရှိတယ် positive တော့ပြောလိုက်ဆိုတော့ဆရာပပကြီးကပြောခိုင်းတဲ့ချိန်မှာကျွန်တော်ဖလာတော့ first ဆရာဝန် house ခြင်းစဆင်းတဲ့နေ့မှာကတော့ကျွန်တော်မမောကြောင်းဆေးကိုဆေးကဆေးမယ်ပါညာပေါ့အဲ့တော့ MU1 လို့ခေါ်တာပေါ့မန္တလေးမှာအဲ့ဒီ ီတကယ်ကိုတဖြုတ်ဖြုတ်တည်တဲ့ကာလာကြီးမှာအိတ်ဆိုင်ပြီဆိုတာလေကိုကအဲ့လိုမဟုတ်တော့ဘူးမသိတော့ဘူးအစ်စေးပဲเนาะပြီးပြီးတောက်ရင်လည်း okay very good เนาะ24 hour အတွင်းတောက်နိုင်ပိုကောင်းတယ်ဒီဒီ exposure ရှိသွားတယ်ဆိုရင်72 hour ထိပို okay သေးတယ်ကောင်းတော့ဒီ24နာရီ48နာရီအတွင်းတော့ပိုကောင်းတာပေါ့เนาะ72 hour အတွင်းကိုတောက်လို့မိသေးတယ်အဲ့အဲ့ဆိုင်ပဲ28ပြန်ဆက်လိုက်မရှိဘူးအဲ P24 အနေချင်းစင်ရင်ပိုကောင်းတယ်ဒါပေမဲ့3လမှာအကောင်ရင်ဆက်လိုက်မရှိမရှိတော့ဘူးပြီးရော မညီညီငယ်တို့ပြောချင်တာပေါ့နော်ကျွန်တော်ပြောချင်တာ press ဆိုတာရှိတယ်နှစ်မျိုးပေါင်းမယ်ဆိုတော့ dino forward နဲ့ empty sitting ဆိုတာရှိတယ်အဲ့နှစ်မျိုးပေါင်းကိုသူက before set တွေမှာ before exposure တွေမှာကြိုတောက်လိုက်ဒီ session ပတ်သက်မရှောင်နိုင်ဘူးဥမာ man to man နေခုခင်မှာများတယ်ချအဲ့တူကြိုးတောက်ထားလိုက်ကွာဘာမှမဖြစ်ဘူးဘာအိမ်ဆိုင်မီတော့ဒါကြိုးကြိုးတင်ကောက်ဝဲတဲ့ဆေးလို့ဖြစ်နေပြီလေ နော် HIV နောက်ပိုင်းညထွက်လာလိမ့်မယ်သူကဗက်ဆင်းတွေပုံစံထွက်လာလိမ့်မယ်ကျွန်တော်တို့လည်းအရင်ပြေးထိုးมาပဲဒါပုံနေပြအမေရိကတော့အမေရိကပြေးထိုးมาပဲကျွန်တော်လည်းအဲ့ဒါသွားသားစောင့်နေသွားသားတက်တာပဲနောက်ဆုံးသူတို့ပွဲတွေသွားတက်တယ် HIV ပွဲကဗက်ဆင်းနဲ့ဆုံးသက်တာပဲအားထွက်မလားထွက်မလားလွန်ခဲ့တဲ့10နှစ်ကကျွန်တော်သွားတက်တော့နောက်ကြမတော်တက်ချင်တော့ဘူးကွာနော်အဲအဲ့လိုဖြစ်သွားတာပေါ့နောက်ဆုံးကျသူတို့ဗက်ဆင်းထွက်ထွက်မယ်မထွက်မယ်ဗန်ကျန်တယ်ကိုကမျောလင်းချက်ချင်းသွားတက်တာ HIV ကာဝယ်ဆေးထိုးမယ်ဟောဒါပေမဲ့မဟုတ်ဘူးကွာဒီဒါက ထိတွေ့ပြီးမှဖြစ်တာမထိတွေ့ခင်ကကြိုတောက်လို့ရပရက်ဆိုတာနှစ်မျိုးပေါင်းနေပဲပုံပုံမှန်တောက်သွားလိုက်အစေးပဲမင်းကကွန်တုံးတော့မတုံးတော့ဘာမှမဖြစ်ဒါပေမဲ့သူကဟွာတော့မကောင်းဘူးနော်ကာလာသားပို့တော့မကောင်းဘူးအိတ်ဆိုင်ပြီးတော့ကားတယ်နော်99 90 90 90 90%